သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ match လ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငလင်တင့်မြန်မာနဲ့ထိုင်းကိုကုလသမဂ္ဂအဖွဲ့မှဒေါ်လာ5သန်းကူညီမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနဲ့ထိုင်းကငလင်ဘေးတင့်ပြည်သူတွေကို American Dollar 5သန်းကူညီပေးမယ်လို့ကုလသမဂ္ဂအဖွဲ့ကနေပြောကြောင်း writer သတင်းဌာနကယနေ့မှဖော်ပြပါဗျာ ငလင်ဘေးတင်ပြည်သူတွေကိုထပ်ပန့်ကူညီဖို့အတွက်မြန်မာနဲ့ထိုင်းကိုကနဦးဒေါ်လာ၅သန်းခွဲဝေပေးထားတယ်လို့ OCHA အကြီးအကဲဖလက်ချာကပြောပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့နေ့လယ်ပိုင်းမှာမြန်မာပြည်အလဲပိုင်းဒေသနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့တွေမှာအင်အားအလွန်ပြင်းငလင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ငလင်ဘေးတင်ပြည်သူတွေအတွက်အလွန်ဝမ်းနည်းချစ်ကွဲကြောင်းလဲကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောဆိုထားပါတယ်။ ငလင်ကျောက်မြန်မာကစကိုင်းမန္တလေးနေပြည်တော်ရှမ်းမကွေးပဲခူးတိုင်းဒေသတို့ကအ धिक ခံစားခဲ့ရပြီးထိခိုက်သေဆုံးမှုပျက်စီးဆုံးရှုံးမှုများပြားပါတယ်စစ်ကောင်စီရဲ့ယနေ့နဲ့နောက်ပိုင်းထုတ်ပြန်ချက်အရနိုင်ငံအနှံ့မှာငလင်ကျောက်တေဆုံးသူတထောင်ကျော်ရှိလာပြီးဒဏ်ရာရရှိသူ2400နီးပါးရှိတယ်လို့သိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်လုတ်ခတ်ပြီးနောက်ဘီလက်မြေဈေးတွေတက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ငလင်လုတ်ခတ်ပြီးနောက်ပြည်လက်မြေဈေးများမြင့်တက်လာတဲ့အတွက်အိမ်ဆောက်ပစ္စည်းဆိုင်အများစုရောင်းပိတ်ထားရတယ်လို့အိမ်ဆောက်ပစ္စည်းအယောင်ဆိုင်တချို့ထံမှစုံစမ်းသိရှိရပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့ကအင်အားပြင်းငလင်လုတ်ခတ်ပြီးနောက်မှာပြည်လက်မြေဈေးနှုန်းတွေဟာငွေကျပ်တထောင်ဝန်းကျင်ထိမြင့်တက်လာခြင်းကြောင့်ဆိုင်အများစုမှာအယောင်ရနှားထားရတယ်လို့ဆိုပါတယ်။မနေ့က Alpha ပြည်လက်မြေတအိတ်ကိုငွေကျပ်1000ဝန်းကျင်ပြဒီနေ့3000ကျော်ခုန်တက်သွားတယ်။အခုဒေလာဖွင့်စီ2900ကျပ်ရှိတယ်။ဆိုင်တွေက3000ကျော်ရောင်းရမယ်လေ။ ဒါပေမဲ့ပစ္စည်းမရှိပါဘူးလို့အိမ်ဆောက်ပစ္စည်းအယောက်ဆိုင်ပိုင်ရှင်တူကပြောပါတယ်။ရန်ကုန်မှာ Alpha တစ်စိတ်ပြည်လက်မြေကိုအတုံးများပေမဲ့လည်း Alpha ပြည်လက်မြေစက်ရုံမှာငလင်ကြောင့်စက်ရုံပိတ်ထားခြင်းနဲ့လန်ခရီးခက်ခဲခြင်းတို့ကြောင့်ဈေးတက်လာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ကျွေးကူရပါဆိုသလိုကြံတဲ့ပြည်လက်မြေတွေပါဈေးတက်တာပေါ့။မနေ့ပြန်ရုံးပိတ်ရက်တွေရောလည်းရှိသေးတော့တနင်္လာနေ့မှဈေးကွက်အတိအကျသိရမှာပါ။အခုကတော့အယောင်ပိတ်ထားကြပါတယ်လို့အိမ်ဆောက်ပစ္စည်းအယောင်ဆိုင်ပိုင်ရှင်ကပြောပါတယ်။ ီးလက်မြေများမှာဈေးတက်ခြင်းမဟုတ်ပဲဈေးကစားခြင်းဖြစ်ပြီးခေအခြေအနေကိုနင်း၍အမျက်ကြီးစားနေကြခြင်းဖြစ်တယ်လို့လည်း၎င်းကမှတ်ချက်ပြုပါတယ်မြန်မာနိုင်ငံအတွင်း2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်12:51မိနစ်3:00နှစ်အချိန်ကမန္တလေးမြင်းကလင်းစခန်းမှာအရှိမျောက်ဘက်21ကီလိုမီတာခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်းမန္တလေးမြို့ရဲ့အရှိမျောက်ဘက်20ကီလိုမီတာခန့်အကွာမှာ INR Richter scale 9.8အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့ငလင်းလှုပ်ခတ်သွားခြင်းဖြစ်ပါတယ် ငလင်တန်းချောင်းစကိုင်းမန္တလေးနဲ့ရှမ်းတောင်တွေမှာအပြက်စီးများပြီးယနေ့နေ့လယ်ပိုင်းထိစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရလူပေါင်းတထောင်ကျော်တိုက်ဆုံးပြီးနှစ်ထောင်နီးပါးဒဏ်ရာရရှိထားတယ်လို့လည်းသိရပါဗျ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ချောင်းစစ်ကောင်စီအလို့သမဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်မျက်နှာချက်ကြောက်ပြများဝမ်းပိုက်စိုက်ဝင်တိုက်ဆုံးဒုဝင်ကြီးနဲ့ဝန်ထမ်းအချို့ဒဏ်ရာရဟုဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယမန်နေ့ငလင်ကြီးလှုပ်ခတ်မှုကြောင့်စစ်ကောင်စီအလို့သမဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဥညွင့်ဝင် ဒုတိယဘူမူကြီးငိမ့်မျက်နှာချက်ကြောက်ပြများဝမ်းပိုက်စိုက်ဝင်ကတိတ်ဆုံသွားခဲ့ပါတယ်။ငလင်လောက်ကချိန်မှာလူမှုဖူလုံရေးအဖွဲ့အမျိုးသားအဆင့်၃ပွင့်ဆိုင်အစည်းအဝေးကျင်းပနေခြင်းဖြစ်ပြီးအမြဲတမ်းအတွင်းဝင်တဦးတိတ်ဆုံခဲ့ကဝင်ကြီးဒုဝင်ကြီးနဲ့ဝင်တဲ့တချို့ထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။ငလင်တန်းကြောင့်နေပြည်တော်မှာအဆောက်အအုံအများပြပျို့ချပျက်စီးခဲ့ပြီးလူတိတ်ဆုံမှုနဲ့ဒဏ်ရာရသူအများပြရှိနေပြီးတချို့မှာအဆောက်အအုံများတွင်ပိတ်မိနေစေဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ မန္တလေးမှာငလင်ကြောင့်ပြိုကျခဲ့တဲ့ဥလာသိမ့်ဗိမာန်အတွင်းစာမေးပွဲဖြေဆိုနေကြတဲ့တန်ကာတော်80ပါးကျော်ပြန်လည်တော်မူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်တန်ကြောင့်မန္တလေးမြို့မှာအဆောက်အအုံများစွာပြိုကျပျက်စီးခဲ့တဲ့နဲ့ဥလာသိမ့်ဗိမာန်အတွင်းတန်ကာတော်များစာဖြေနေစမှာဗိမာန်ပြိုကျခဲ့တဲ့အတွက်တန်ကာအပါး80ကျော်ပြန်လည်တော်မူသောကြောင့်အဆိုပါကျောင်းတိုင်မှာတန်ကာတော်များကပြောဆိုကြပါတယ်။ယမန်နေ့နဲ့မွန်လွဲ12နာရီ52မိနစ်အချိန်မှာတို့ဗိမာန်မှာစာဖြေတန်ကာတော်600ကျော်စာဖြေချနေစမှာပဲ။ ငလင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီးငလင်တန်းကြောင်းဘိမ့်မှန်ရဲ့ညာဘက်တစ်ချမ်းလုံးပြိုကျသွားကြောင်းပြိုကျသွားတဲ့ပတ်ချမ်းမှတန်ကားတော်အများစုမှာပြန်လွန်တော်မူသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်ပိတ်မိနေခဲ့တဲ့တန်ကားတော်တွေကိုရှာပွေကေဇေးကြီးများဆက်လက်လှုပ်ဆောင်နေကြောင်းမြန်မာနိုင်ငံလူမှုကေဇေးကြီးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီမှတာဝန်ရှိသူကပြောဆိုပါရယ်ဘလောက်ဆုံးလဲတော့အတိအကျမသိဘူးတော်တော်များများတော့ဆုံးနေဗျကျွန်တော်တို့မနေ့ညကသွားခဲ့ပြီးအခုထပ်မရောက်ဖြစ်သေးဘူး ကျွန်တော်ကိုမိသက်တပ်ဖွဲ့ကဆက်လုပ်ပါတယ်လို့ရန်ကုန်ခေတ္တသတင်းဌာနရဲ့ဆက်သွယ်မေးမြန်းမှုကိုမြန်မာနိုင်ငံလူမှုကေဆေးရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီကတာဝန်ရှိသူတို့ကဖြေကြားပါတယ်။2025ခုနှစ်မှာတန်ကြာတော်များစာဖြေနိုင်ဖို့အတွက်တာဝန်မှုခါခွေးမဟာအောင်မြင်မြို့နယ်စာဖြေဌာနကိုပရိယတ္တိသာသနာဟိတအသင်းဦးလာသိမ့်ဗိမာန်မှပြုလုပ်ခဲ့စဉ်ထို့သို့အဖြစ်ဆိုးကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ Sky Villa အဆောက်အအုံပြိုကျမှုရုပ်အလောင်း၉လောင်းတွေ့ရှိထားပြီးအသက်ရှင်လျက်ကေဆေးနိုင်ခဲ့သူ53ဦးတိရှိကာ ေစည်ကြီးများဆက်လက်လှုပ်ဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းအောင်မြေတာဇံမြို့နယ်မှာရှိတဲ့ Sky Villa အဆောက်အုံပြိုကျမှုမှာရုပ်အလောင်း၉လောင်းတွေ့ထားပြီးအသက်ရှင်လျက်ကေစည်နိုင်ငံ့သူ53ဦးထိရှိပြီဖြစ်ကြောင်းမိသက်ဦးစီးဌာနကထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်းကြောင့်အောင်မြေတာဇံမြို့နယ်မှာရှိတဲ့ Sky Villa အဆောက်အုံပြိုကျခဲ့ပြီးပိတ်မိနေသူတွေကိုဗဟုမိသက်တင်တန်းကြောင်းပြင်ဦးလင်မြို့နယ်မိသက်စခန်းနဲ့သက်ဆိုင်ရာအဖွဲ့အစည်းများကပူးပေါင်း၍ရှာဖွေကေစည်ရေးလှုပ်ဆောင်နေကြောင်းသိရပါတယ်။ လက်ရှိအချိန်ထိအသက်ရှင်လျက်ကေဇေနိုင်ငံသူ43ဦးရှိပြီးတေဆုံးသူ9ဦးရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိထားကကေဇေရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်းလစ်ဒေသမှာရှိတဲ့ကေလာရွာနဲ့ဇေယကြီးရွာမှာငလင်တန်ကြောင့်တေဆုံးသူ46ဦးထိရှိပြီးနေအိမ်950လုံးပျက်စီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်အင်းလစ်ဒေသမှာရှိတဲ့ကေလာရွာနဲ့ဇေယကြီးရွာမှာငလင်တန်ကြောင့်တေဆုံးသူ46ဦးထိရှိပြီး နေအိမ်950လုံးပျက်စီးခဲ့ကြောင်းအင်းလေးဒေတာလူခွင့်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်းကလင်ကြောင်းအင်းလေးဒေတာမှထိခိုက်ပျက်စီးမှုများပြခဲ့ပြီးလက်ရှိအချိန်ထိကြေးရွာနှစ်ရွာရဲ့ထိခိုက်ဒေဆုံးမှုစရင်ကိုသာအတိပြုတ်နိုင်သေးကြောင်းသိရှိရပါရယ်လက်ရှိရရှိထားတဲ့ဆင်းများအရကေလာကြေးရွာမှာ42ဦးဒေဆုံးပြီးနေအိမ်818လုံးပျက်စီးခဲ့ကြောင်းထို့ပြင်ဇေကြီးရွာမှာလူ9ဦးဒေဆုံးပြီးနေအိမ်132လုံးဖုန်ကြီးကျောင်းတစ်ကျောင်းနဲ့စာတင်ကျောင်းတစ်ကျောင်းပျက်စီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ် လက်ရှိစီးရင်အရတော့ကေလာရွာနဲ့ဇေကြီးရွာကတည်ဆုံးသူ46ဦးတိရှိပြီးနေအိမ်950လုံးလည်းပျက်စီးသွားတယ်။ထိကိုက်တည်ဆုံးသူအရေအတွက်ကထက်ရှိနိုင်ပါတယ်လို့အင်းလေးဒေတာလူအခွင့်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဲဒီနောက်မြေသားပင်မခံနိုင်တော့ဆိုတဲ့စောင်းပါရှင်ဆရာလှဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ယနေ့နေ့လည်း12:50မိနစ်အချိန်ခန့် Richter scale 9.8နဲ့6.4ပြင်းအားရှိတဲ့ငလင်ကြီးဟာ ကန့်စိုးမုံမောင်ကြနေပြီဖြစ်တဲ့နိုင်ငံကိုအားမရသေးတဲ့အလားထက်မှန်ဒုက္ခပေးလာပြန်ပြီဖြစ်ပါတယ်။စကိုင်းမြို့ရဲ့အနောက်မြောက်ဘက်စေမိုင်ခန့်အကွာမြေမျက်နှာပြင်အောက်ကက်လျက်အနက်6မိုင်ခန့်မှာပထမဆုံးလှုပ်ခတ်သွားခဲ့ပါတယ်။ယင်းဟာနိုင်ငံရဲ့မြောက်မတောင်ဘက်ရှိအန်ဒမန်ပင်လယ်အထိမိုင်ပေါင်း1000ခန့်ရှည်လျားတဲ့စကိုင်းပြည်ရွေကျော်တစ်လျှောက်လှုပ်ခတ်သွားခြင်းဖြစ်ပြီးထိုများအထိအပြည့်အစည်းများကြီးမားသွားခြင်းဖြစ်တယ်လို့ American ဘူမိဗေဒလေ့လာတိုင်တားရေးအဖွဲ့ US Geological Survey USGS ကဆိုပါတယ်။အဆိုပါပြည်ရွေကျော်ပေါ်မှာဖြစ်ပေါ်နေတဲ့ငလင်ကို ဘေးတိုက်ရွေလျန်းငလင် strike slip လို့ခေါ်ပါတယ်။ယင်းဟာ India plate လို့ခေါ်တဲ့ကြောက်ပြားတူကြီးဟာပြည့်ရွေကြောရဲ့တစ်ဖက်မှာရှိတဲ့ Eurasia ကြောက်ပြားတူကြီးကိုဘေးတိုက်ပွတ်တိုက်ပြီးရွေရှားသွားခြင်းဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုရွေရှားမသွားမီစကိုင်းပြည့်ရွေကြောရဲ့အလဲပိုင်းလောက်မှာအချိန်အတန်ကြာညှိနေတယ်လို့တရုတ်သိပ္ပံအကယ်ဒမီမှဘူမိဗေဒပညာရှင်များကလည်းသတိပေးခဲ့ပါတယ်။မြေမျက်နှာပြင်အောက်6မိုင်အနက်မှာဖြစ်ပေါ်ခဲ့ခြင်းဖြစ်တာကြောင့်ပြင်းထန်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ USGS မှာငလင်လှုပ်ရှားမှုကိုခြေရာခံလေ့လာရမှာတော့ အသေးအပြောက်ဟာအနည်းဆုံး1000ကျော်နိုင်ပြီးတထောင်အထိပင်ရှိသွားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။အဲ့ဒီလိုမြင်းကလင်းအမျိုးအစားဟာလွန်စွာပြင်းထန်ပြီးရှက်ရှက်ပပဖြစ်တယ်လို့မီချီဂန်တက္ကသိုလ်မှာရှိတဲ့ဘူမိဗေဒပါမောက်ခပင်ဖင်တာပလူဂျင်ကမှတ်ချက်ချခဲ့ပါတယ်။စကိုင်းပြည့်ရကျော်တလျှောက်မှာမြင်းကလင်းကြီးမကြမီအတော်အတွင်းဖြစ်ပေါ်လာနိုင်တယ်လို့လည်းဘူမိဗေဒပညာရှင်များကစိုးရိမ်တကြီးသတိပေးထားခဲ့ပြီးလည်းဖြစ်ပါတယ်။ဘကိုးမြင်းကလင်းကြီးနောက်ပိုင်းအပြင်းထန်ဆုံးလည်းဖြစ်တယ်လို့ဆိုပါတယ်။ 12မိနစ်အကြာမှာ register scale 6တသမ4ပြင်းအားရှိတဲ့မြင်ငလင်ထက်လှုပ်သွားပြန်ပြီးမြင်ငလင်ရဲ့လှုပ်ခတ်အားအိန္ဒိယထိုင်းနဲ့တရုတ်ပြည်ကုမင်းအထိရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီအထဲမှာထိုင်းမှာလည်းထိကိုက်မှုအများဆုံးဖြစ်သွားပါတယ်။ main online အဆိုအရလူပေါင်း144ဦးသေဆုံးပြီး932ဦးထိထိကိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။ငလင်ဗဟိုချက်အခြေပြုရာမန္တလေးမှာထိကိုက်ပျက်စီးမှုအများဆုံးဖြစ်ပါတယ်။ ကုလ EU ပြင်သစ်တရုတ်အိန္ဒိယတို့မှအကူအညီများပေးဖို့ချက်ချင်းလိုလိုကန့်လန့်လာကြပါတယ်။နာကစ်သမိုင်းတစ်ပတ်လဲလာမီလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်မှ၎င်းရဲ့လူများဟာမြန်မာဘက်နဲ့အကူအညီပေးနိုင်ရန်ပြောဆိုခဲ့တယ်လို့လည်းဆိုပါတယ်။ဖြစ်ပျက်ခဲ့တာတွေအတော်လေးကိုစိုးရွားလွန်းတဲ့အတွက်အမေရိကန်မှအကူအညီပေးသွားမယ်လို့လည်းအင်ပြူတော်သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။မင်းအွန်လိုင်းရဲ့အဖွဲ့ကတော့ ၎င်းတို့မျောလင့်တောင့်တနေတဲ့နိုင်ငံတကာရဲ့အတိမတ်ပြုမှုမျိုးရရှိလာတော့မယ်လို့ကြိတ်ပြီးဝမ်းသာနေလောက်ပြီဖြစ်ပါတယ်။ချက်ချင်းလိုပဲနိုင်ငံတကာမှအကူအညီပေးဖို့ရုပ်မြင်သံကြားမှတစ်ဆင့်အတန်လှန့်တောင်းဆိုလာခဲ့ပါတယ်။မြည်သည့်နိုင်ငံမြည်သည့်အဖွဲ့အစည်းနိုင်ငံတွင်းမှာရှိတဲ့မြည်သူမဆိုလာရောက်ကူညီကြဖို့ဖိတ်ခေါ်တယ်လို့လည်းပြောခဲ့ပါတယ်။၎င်းတို့ရဲ့လုပ်ရက်တွေကိုနော့ကျေနေပြီဖြစ်တဲ့လူတို့ကမြည်မြပဲကူညီစေကမူရောက်မလာနိုင်မှန်းသိထားကြပြီလည်းဖြစ်ပါတယ်။ တနိုင်ငံလုံးအရေးပေါ်အခြေအနေကြီးညာထားတဲ့ကြားကနေစစ်ကောင်စီဟာဒေသကြီး6နေရာအတွက်အရေးပေါ်အခြေအနေကြီးညာလာပြန်ပါတယ်။နိုင်ငံအဖို့အစိုးဆုံးကိုရင်ဆိုင်နေရချိန်မှာနောက်ထပ်အစိုးဆုံးထက်မှန်ဖြစ်ပွားလာခဲ့ခြင်းပဲဖြစ်ပါတယ်။နေပြည်တော်ဟာတော်လန်ရေးတပ်တွေရဲ့ drone နဲ့တပြိုင်နက်ပစ်ခတ်ခံရတဲ့အလားစစ်တပ်ရဲ့အဓိကအဆောက်အအုံများစွာထိကိုက်ပျက်စီးသွားခဲ့ရပါတယ်။လန်ဒန်ထုတ် Independent သတင်းစာကြီးကတော့တိုင်းပြည်ကိုဖိနှိပ်အုပ်ချုပ်နေတဲ့စစ်အာဏာရှင်တွေလှင်မြန်စွာဆုံးခန်းတိုင်စီမဲ့ဖြစ်ရဖြစ်ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချအောင်ရမည်လို့ရေးသားထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပသတင်းတော်လှန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ